Hello everyone. Welcome to NEC. Now, the lesson you have to learn is uh, 11B vocabulary. So, 11B vocabulary သင်ခန်းစာလေးကိုတစ်ချက်ကြည့်အောင်နော်။အဲ့တော့ vocabulary မှာဘာတွေသင်မလဲ?ကျတော့ reporting verbs အဲ reporting verbs တွေအကြောင်းသင်လာ။အဲ reporting verbs တွေကဘာတွေလဲဆိုတော့အဲ verbs တွေအကြောင်းသင်မလဲဆိုတော့ argue, claim, describe, mention, point out, propose, say, state. အော်ဒီ reporting verb တွေမှာဒီပေးထားတဲ့ဒီ reporting verb တွေကိုသုံးတဲ့အသုံးလေးတွေပေါ့နော်။ဘလို့အခြေအနေမျိုးမှာဘလို့အခြေခါမျိုးမှာဘလို့ verb တွေကိုသုံးရတယ်ဆိုတဲ့အကြောင်းလေးတွေကိုဒီသင်ခန်းစာမှာတွေ့ရလိမ့်မယ်။နော်။အဲ့တော့ဒီပေးထားတဲ့ဒီ reporting verb တွေရဲ့ မင်းနဲ့နေလို့တော့ဆရာတို့အောက်မှာအတိပဲဖွင့်တဲ့ထဲမှာတွေ့လိမ့်မယ်เนาะဟုတ်မှာ for example က psychologists say that เนาะအဲ psychologists အာစိတ်ပညာရှင်တွေက say that ပြောကြတယ် drama is or mental activity เนาะအိမ်မချင်းဟာအဲ mental activity စိတ်ပိုင်းဆိုင်ရာအပြုအမူတစ်ခုဖြစ်တယ်စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တစ်ခုဖြစ်တယ် that အဲဒီလို့ဆောင်ချက်ဟာ all cause ဖြစ်ပွားပါတယ် during sleep အိပ်နေတဲ့အချိန်မှာဖြစ်ပွားပါတယ်အပြောချင်တာကဒီမှာဒီ say ကိုတုံးသွားတဲ့ပုံစံ psychologist say ဆိုဒီ say ဆိုတာက reporting verb ပြောမယ်ဆိုရင်တော့ကျတော့ဒီ direct indirect မှာ indirect speech မှာတုံးတဲ့ verb ကိုခေါ်တာ reporting verb ဆိုတော့เนาะ indirect speech မှာတုံးတဲ့ verb အဲ့တော့အိမ်မက်မဲ့ချင်းဟာเนาะအိမ်မက်မဲ့ချင်းဟာ နေဘက်မှာဖြစ်ပွားတဲ့စိတ်ပိုင်းဆိုင်ရာအပြုအမူတခုဖြစ်တယ်လို့ဒီစိတ်ပညာရှင်တွေကပြောကြတယ်နော်အာဒီနီယာပါဆရာတို့ဆေးကိုတုံသွားတယ်နော် they also point out that အဲသူတို့ကထောက်ပြကြတယ်အဲ့တော့ point out ကြတော့ဆရာတို့ကအမြန်မာလိုပြန်တော့ထောက်ပြကြတယ်ဖြစ်သွားတယ်နော် they also point out that ဘယ်လိုထောက်ပြလဲဆိုတော့ grams are more perceptual than conceptual เนาะအဲ့တော့ aimet တွေဟာเนาะ dreams aimet တွေဟာတဲ့ conceptual အဒီအတိတင်ညာပိုင်းဆိုင်ရာထက် perceptual အမြင်ပိုင်းဆိုင်ရာကပိုတယ်အဲ့လိုပြောတာเนาะအတိတင်ညာပိုင်းဆိုင်ရာထက်အမြင်ပိုင်းဆိုင်ရာကပိုတယ်လို့သူတို့ကထောက်ပြကြတယ်ဒီမှာကျတော့ C ကိုမတုံ point out ကိုတုံတယ်သူအတုံးလေးတွေကသူ့နေရာနဲ့သူတုံသွားတာအဲ့တော့ C ကဘယ်အချိန်မှာတုံလဲဆိုတော့ကျတော့ အကြောင်းအရာတစ်ခုကိုဖော်ပြခြင်းတဲ့အချိန်မှာဆရာတို့ဆေးကိုသုံးပြီးတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာတို့အချက်လက်တွေကိုအဝေဖန်ခြင်းတဲ့အခါမှာစမ်းသပ်ခြင်းတဲ့အခါမှာဆရာတို့ point out ထောက်ပြတယ်ဆိုတော့အာဒီ reporting bob ကိုသုံးတဲ့ဆိုတော့ဆရာတို့ဒီနေရာမှာတွေ့ရတယ်နော်နောက်တော့စာမားတော့အဲ့တော့တခြားအာစိတ်ပညာရှင်တွေကတော့တဲ့ claim that dreams are prophetic အာဒီပြောကြတာက တချို့စိတ်ပညာရှင်တွေကြတော့ဘယ်လိုပြောလဲဆိုတော့အိမ်မက်တွေဟာတဲ့ our prophetic ဆိုတာကရှေ့ဖြစ်ဟောတွေဖြစ်တယ်ပေါ့နော်ရှေ့ဖြစ်ဟောတွေဖြစ်တယ်လို့အာ claim ကျွန်တော်က claim ကြတော့သူကပြောလဲဆိုတော့အဲပြောကျွန်တော်ကဒီ point out ကထောက်ပြတယ် claim ကြတော့အဲပြောကျွန်တော်ကပို့ပြီးတော့သူတို့ကဆန့်ကျင်တယ်တနည်းအားဖြင့်ဆန့်ကျင်တယ်တော့မဟုတ်ဘူးပေါ့နော် claim ဆိုတဲ့နေရာမှာတောင်းဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်တယ်နော် claim ကနော်ဆောရကတက်တာတို့ပါတော့အဲ့လိုမျိုးတွေပေါ်တုံးတာနော်ဒီနေရာမှာ robotin bob သုံးမျိုးဆေးရ point out ကဲ claim ကဲကိုအခြေအနေအခြေခံမှုတည်ပြီးတော့ပြောင်းလဲဖြစ်သွားတဲ့ပုံစံလေးကိုဆရာတို့အာအင်ဆမ်ဘောအနေနဲ့ခြေပြထားတာကိုတွေ့လိမ့်မယ်နော်အဲ့တော့ပို့ပြီးတော့ဆရာတို့ရှင်းသွားအောင်ကျန်တဲ့အပိုင်းလေးကိုကြည့်အောင်ဒီဘက်မှာ reporting bob လေးလာမယ်ဒီဘက်က meaning လေးလာမယ်နော်အဲ့တော့ argue argue ဆိုတဲ့ reporting verb ကိုဘယ်အချိန်မှာသုံးလဲဆိုတော့ to give reason for and against something အကြောင်းပြချက်ပေးတဲ့အခါတခုခုကိုစန့်ကျင်ခြင်းတဲ့အခါမှာသုံးတယ် argue နော်အကြောင်းပြချက်ပေးတဲ့အခါတခုခုကိုစန့်ကျင်ခြင်းတဲ့အခါမှာသုံးတယ်နောက် claim claim ကိုဘယ်အချိန်မှာသုံးလဲစစောက example မှာလဲ claim သုံးပြသွားတာတခုရှိတယ်နော်အဲ့တော့ to say that something is true တခုခုကမှန်တယ်ဆိုတဲ့အကြောင်းပြောမှာ တော့ although it has not been proved it has not been proved တက်တည်ပြထားပြီးသားမဟုတ်တော့လဲเนาะအဲ့တော့တက်တည်ပြထားပြီးသားမဟုတ်တော့လဲမဟုတ်တော့လဲအဲ့ဒီတစ်ခုခုဟာမှန်တယ်ဆိုတာကိုပြောတဲ့အခါမှာကျတော့က claim ကိုတုံးတယ်ဆောစော example မှာပါတယ်အိမ်မက်တွေဟာရှစ်ဖြစ်ဟောတယ်ဖြစ်တယ်လို့ claim တချို့သိပ္ပံပညာရှင်တွေက claim လုပ်ကြတယ်ပေါ့เนาะအဲ့တော့ ါတက်တည်ပြထားပြီးသားမဟုတ်တော့လဲဒါမှန်ကန်တယ်လို့ယူဆတဲ့အချက်ကိုတုံးတဲ့နေရာမှာ claim ကိုတုံးတယ်။ Now describe describe ကိုတော့ကျွန်တော်မြန်မာလိုပြန်ရင်တော့ဖော်ပြပြီးပေါ့။နော်။အဲ့တော့ to say uh, what something or someone is like နော်။တခုခုသုံးမဟုတ်အာတယောက်ယောက်ပေါ့။နော်။အဲ့တော့တခုခုသုံးမဟုတ်တယောက်ယောက်ကိုပြောတဲ့အခါမှာလဲသူက describe ဖော်ပြတာကိုတုံးတယ်။နောက်တစ်ခါ mention mention ကိုလည်းမြန်မာလိုပြန်တော့ ေါ်ပြသည်ပဲဒါမဲ့ describe ကိုသုံးတဲ့နေရာနဲ့ mention ကိုသုံးတဲ့နေရာနည်းနည်းလေးကြွယ်ရမှုရှိတယ်เนาะ mention ကိုပဲနေရာမှာသုံးလဲဆိုတော့ true or false to something or someone တခုခုသို့မဟုတ်တရားရောက်ကိုရည်ညွှန်းခြင်းတဲ့အခါမှာ refer to ကရည်ညွှန်းတာเนาะတခုခုသို့မဟုတ်တရားကိုရည်ညွှန်းတဲ့ခြင်းမှာဒီ mention ဆိုတဲ့ပေါ်ပြသည်ဆိုတဲ့အာ reporting verb ကိုသုံးတယ်နောက်တော့ point out point out ကဆရာကကပြောတယ်အာထောက်ပြသည်ဆိုပြီးတော့ ဘာသာပြန်ပြခဲ့တယ်နော်အဲ့တော့သူ့ကိုဘယ်အချိန်မှာတော့လဲဆိုတော့ to tell somebody တယောက်ကိုပြောတယ် something in oral တယောက်ယောက်ကိုတစ်ခုခုပြောတာတယောက်ယောက်ကိုတစ်ခုခုပြောတဲ့အချိန်မှာတော့နော်အဲ့တော့ဘာပြောတာလဲ in order to give them information သူတို့ကိုတရင်ချက်လက်ပေးဖို့နော်တယောက်ယောက်ကိုတစ်ခုခုပြောတဲ့အခါမှာတော့တယ်တရင်ချက်လက်ပေးဖို့ about it အဲ့ဒီတစ်ခုခုအကြောင်း about it ဆို INA ဆို something ကိုပြောတာเนาะတရားရောက်ကိုတစ်ခုခုနဲ့ပတ်သက်ပြီးတော့တရင်ချက်လက်ပေးခြင်းတဲ့အခါမှာ find out ထောက်ပြတယ်ဆိုတဲ့အချက်ကိုသုံးတယ် or ဒါမှမဟုတ်ရင်လည်း make them notice it တတိထားမိစေခြင်းတဲ့အခါเนาะတရားရောက်ကိုတစ်ခုခုနဲ့ပတ်သက်ပြီးတော့တတိထားမိစေခြင်းတဲ့အခါမှာ find out ဆိုတဲ့ reporting verb ကိုသုံးတယ်လို့ပါကပြန်တယ်เนาะနောက်က propose propose ကိုဇာတို့မြန်မာလိုဓာတ်ပြောင်းမယ်ဆိုတော့ဇာတို့အလွယ်တကူတုံးနေကြတာအဆိုပြုသည်ဆိုပြီးတော့တုံးကြတယ်နော်အဆိုပြုသည်အဲ့တော့သူနဲ့ပတ်သက်တဲ့ meaning ပေါ့နော် meaning အဓိပ္ပာယ်ဖွင့်ဆိုချက်ဒါတိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က offer or suggest ကမ်းလှမ်းတဲ့အကြံပြုတယ် offer ဆိုတော့ကမ်းလှမ်းတဲ့ suggest ဆိုတော့အကြံပြုတယ်အဲ့တော့ဘာတွေကိုကမ်းလှမ်းတာလဲဘာတွေကိုအကြံပြုတာလဲဆိုတော့ a matter အကြောင်းအရာတစ်ခုခုအာကိစ္စရပ်တစ်ခုခု subject ဘာသာရပ်တစ်ခုခု case အကြောင်းအရာတစ်ခုခုအစရှိသေးပေါ့အဲ့ဒါတွေကိုကံလန်းခြင်းတဲ့အခါအကြံပြုခြင်းတဲ့အခါမှာ propose ကိုသုံးတယ်အဲ့တော့ for consideration အဲ့တော့စဉ်းစားစရာရှိတဲ့ကိစ္စတွေအဲ့တော့ acceptance acceptance လက်ခံပွဲရာရှိတဲ့ကိစ္စတွေ or action လောက်ဆောင်ချက်အပြုမူတွေနော်အဲ့တော့စဉ်းစားပဲကိစ္စတွေလက်ခံစရာရှိတဲ့ကိစ္စတွေ အရှင်အပြုမှုတွေနဲ့ပတ်သက်ပြီးတော့အကြံပြုကြတဲ့အခါမှာအာကန့်လန့်ကြတဲ့အခါမှာလည်း propose ကိုတုံးတယ်အဆိုပြုတည်ပေါ့နော်နောက် say say ကိုဘာပြောလဲဆိုတော့ say ကအိုက်ဇမ်ပယ်မှာ say တုံးရတယ်နော်အဲ့တော့ to state ပေါ်ပြရန်တုံးတယ် as an opinion or judgment opinion အယူအဆတစ်ခု or judgment ဆိုတာကစုံဖြတ်ချက်တစ်ခုစီရင်ချက်တစ်ခုနော်အဲ့တော့အယူအဆတစ်ခု ဆုံးဖြတ်စီရင်မှုတစ်ခုခုကိုဖော်ပြခြင်းတဲ့အခါမှာကျတော့အဆေးကိုတုံးတယ်ဆိုတော့ဒီ example လေးမှာလည်းဆေးကိုတုံးပြတာပဲနော်နောက်တော့က state state ကဖော်ပြတယ်ဒီကောင်းနော်အားဒီမှာဒီ describe ကမန်ချင်းက state ကဒီသုံးလုံးကမြန်မာလိုပြန်တော့အတိတ်ပဲတစ်မျိုးတည်းထွက်တယ်ဖော်ပြတည်ဆိုတဲ့အတိတ်ပဲထွက်တယ်သို့တော့တုံးတဲ့နေရာလေးတွေတော့အနည်းငယ်ကွဲပြားမှုရှိတယ်အဲ့တော့ state ကိုဘယ်မှာတုံးလဲဆိုတော့ to say or write ပြောတဲ့နေရာမှာတုံးတယ်ရေးတဲ့နေရာမှာတုံးတယ် စံသင်အကြောင်းအရာတစ်ခုခုကိုအဲ့အကြောင်းအရာတစ်ခုခုကိုပြောတဲ့နေရာမှာတုံးတဲ့ရေးတဲ့နေရာမှာတုံးတယ်ဘလို့အကြောင်းအရာလဲဆိုတော့အတင်းအထူးသဖြင့် clearly and carefully ခင်းလဲရရှင်းရှင်းလင်းလင်းရေးတဲ့အခါမှာရှင်းရှင်းလင်းလင်းပြောမယ်ရှင်းရှင်းလင်းလင်းရေးမယ် carefully ကယူတစိုက်ရေးမယ်ကယူတစိုက်ပြောမယ်အဲ့တော့အကြောင်းအရာတစ်ခုခုကိုရှင်းရှင်းလင်းလင်းပေါ်ပြမယ်ကယူတဲ့ site ပေါ်ပြမယ်ဆိုလို့ရှိရင်ဆရာတို့က state ကိုတုံးတယ်เนาะ တော့ဒါအကြမ်းမြင့်လေးဟာဒီလိုလေးမှတ်ပေးတာပါโอเคအဲ့တော့ကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့ A က choose the correct alternative for each sentence အဲ့တော့ဝါကျတစ်ခုစီအတွက်မှန်ကန်တဲ့အဖြေတစ်ခုစီကိုရွေးပါပေါ့နော်ဝါကျတစ်ခုစီအတွက်မှန်ကန်တဲ့အဖြေတစ်ခုစီကိုရွေးပါဒီနေရာမှာ alternative ဆိုတာကအာအလှည့်ကျအပြောင်းအလဲတစ်ခုခုအဲ့ဒါကိုပြောတာနော်အမှန်တော့သုံးခုပေးထားတယ်တစ်ခုရွေးပါ အငါးခုပေးရတယ်တစ်ခုရေးပါဆိုရင်ဒီက alternative လို့တောင်းတာနော် okay အဲ့ဒါဆိုတော့ကြည့်အောင် number 1 our masking care products နေအသားရေထိမ့်သိမ့်တဲ့ထုတ်ကုန်အသားရေထိမ့်သိမ့်တဲ့ထုတ်ကုန်တွေကတဲ့ claims mentions ပေါ်ပြတယ် uh that it can prevent သူတို့ကကာွယ်ပေးနိုင်တယ် moisture loss moisture loss ဟာလေအရှည်ရရှည်ရဆုံးရှုံးမှု moisture loss ပါ ရေတဲ့အတော့အသားရေထင်းသိမ်းတဲ့ထုတ်ကုန်ဟာတဲ့ရေတဲ့ဆုံရှုံမှုကိုကာကွယ်နိုင်တယ်လို့အဲ့တော့ claims တုံးလား mansions တုံးလားဆရာတို့စဉ်းစားအောင်နော်အဲ့တော့စဉ်းစားကြည့်ပေါ့ကိုယ်တိုင်းရင်ဖြည့်ကြည့်လိုက်ဖြည့်ပြီးတော့ဒီမှာရှိတဲ့အပြင်နဲ့ပြန်ပြီးတော့တိုက်ကြည့်တာကိုယ့်အတွက်ပို့ပြီးတော့ effective ကိုဖြစ်တယ်အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာနော်အဲ့တော့ဆရာတို့ရှင်းပါလဲပြောခဲ့တာနော်တက်တည်ပြ ထားတာမဟုတ်တော့လေမှန်တယ်ဆိုတာကိုပြောရင် claims ကိုသုံးတယ်လို့ပြောတယ်เนาะအဲ့တော့ဒီအသားရေထင်းသိမ်းတဲ့ပုထုကုန်တွေကအရေးတက်ဆုံးရှုံးမှုကိုရေးတက်ဆုံးရှုံးမှုကိုကာကွယ်နိုင်တယ်ဆိုတာကိုကျတော့ကအာပြောကြတာကကိုမျက်မြင်ကိုတွေ့ကိုရှိမှတက်တည်ပြထားပြီးသားမဟုတ်တော့လေဒါအများစုလက်ခံထားတဲ့အချက်ဖြစ်တဲ့အတွက်မှန်တယ်ဆိုပြီးယူဆကြတာဒါကြောင့်ကျတော့အဖြေကို claims ကိုရွေးချယ်ပေးရအောင် နော်အမှ claim မှာ C ကအကြီးဖြစ်နေတယ်တကယ်တော့အသေးပဲပြရမှာနော် CLAME အ CLAMS claims ကိုရွေးချယ်မှာနောက် number 2အဲ့တော့ explanation အာ sorry number 2အာမလာသေးဘူးနော် number 2မလာခင်ဇာတ် explanation အာဒီမှာ claims is used when someone states something as true claims ကိုသုံးတယ်တယောက်ယောက်က state ပေါ်ပြတယ် something as true တခုခုကိုမှန်တယ်လို့ဖော်ပြတဲ့အခါမှာတရားဥကတခုခုကိုမှန်တယ်လို့ဖော်ပြတဲ့အခါမှာ claims ကိုသုံးတယ် orphan without proof ဒီတက်တည်ပြမထားတော့လဲနောက်တက်တည်ပြမထားတော့လဲအဲ့မှာဒီနေရာမှာ here the product is claiming that အဲ့ဒါဒီအထုတ်ကုန်ကအဆိုပြုတယ် sorry ထုတ်ကုန်ကတောင်းဆိုတယ် that it can prevent wider loss အဲ့ဒီထုတ်ကုန်တွေတဲ့ ရေတဲ့ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်တယ်လို့ claim လုပ်ထားတယ်။ which is a bold statement typically used in advertising ဒီကြော်ညာတဲ့နေရာမှာအဓိကသုံးတဲ့စကားလုံးပေါ့။အဲကောင်ဒီ micro loss ပါကြော်ညာတဲ့နေရာမှာအဓိကသုံးတယ်။နော်ကြော်ညာတဲ့နေရာမှာအဓိကသုံးတယ်။ဒါ explanation ဒါပေမဲ့အော်ဒါက explanation explanation ထည့်ပြီးတယ်ဆိုတာကဒီဒီဗီဒီယိုကိုလေ့လာနေတဲ့မင်းတို့တွေနားလည်လွယ်အောင်လို့ပို့ပြီးတော့ clear လေးဖြစ်သွားအောင်လို့ထည့်ပြီးတဲ့သဘော။ တကယ်ကဒီအဖြစ်ကိုမှန်ကိုရရင်တော့ပြီနော် okay now zero number 2 our researchers claimed proposed new plans for dealing with climate change researchers သူတေသနာပညာရှင်တွေကနော်သူတေသနာပညာရှင်တွေက new plans အစီအစဉ်သစ်တွေကိုအဲ့တော့အစီအစဉ်သစ်တွေကိုတဲ့ claim လုပ်တယ် propose လုပ်တယ် for dealing with climate change climate change ဆိုတာ ရာသီဥတုနဲ့ရာသီဥတုပြောင်းလဲမှုနဲ့เนาะအော်ရာသီဥတုပြောင်းလဲမှုကိုတဲ့ dealing with ကင်ထွယ်ဖြည့်ရှင်းဖို့အတွက်အဲ့လိုပြောတာเนาะ for dealing with ရာသီဥတုပြောင်းလဲမှုကိုကင်ထွယ်ဖြည့်ရှင်းဖို့အတွက်အစီအစဉ်အစ်တွေကိုအာ researchers ဒီသူတေသနာပညာရှင်တွေကဘာပြစ်လဲစဉ်းစားကြည့်ပါရာသီဥတုပြောင်းလဲမှုအတွက်အစီအစဉ်အစ်တွေကိုသူတေသနာပညာရှင်တွေကအစီအစဉ်အစ်တ်နော် အစ်စ်လို့ပြောရတဲ့တပါးပြောမယ်အဆိုပြုတာတင်သွင်းတာဒါကြောင့်ဆရာတို့က propose ပဲဖြေရနော်ဘာနဲ့ဖန်လဲဆိုရင် new plans နဲ့သူကဖန်ထားလိုက်တာဒီကောင်က okay အဲ့တော့အဖြေကိုကြည့်အောင် propose ဒီမှာလဲ p ကိုအတင်းနဲ့ပဲသုံးပေးပါနော် explanation ကိုကြည့်မယ် propose to means အဲ့တော့ propose ဆိုတာဆိုလိုတဲ့တဲ့ to put forward an idea or plan စေကူတခုအစီအစဉ်တခုကိုဖော်ထုတ်တဲ့နေရာမှာတုံးတယ် for consideration စဉ်းစားရမယ်နော်အဲ့တော့စဉ်းစားရမယ်အစီအစဉ်တခုစိတ်ကူးတခုကိုဖော်ထုတ်တဲ့နေရာမှာသုံးတယ် in this case ဒီမှာဆိုရင်တဲ့ researchers or suggesting သူတွေတနာပညာရှင်တွေက or suggesting အကြံပေးနေကြတယ်ဆရာတို့ကဒီ proposal အကြံပြုတာကန့်လန့်တဲ့နေရာမှာသုံးတာလေနော်အကြံပြုတဲ့ new plans to address climate change နော်အာဒီရာသီဥတုပြောင်းလဲမှုကိုဖြေရှင်းဖို့ the So body sauna. My proposal I change No. okay နောက်ကြတော့ number 3 those who are rather pessimistic နော်အဲ့တော့ uh, pessimistic ဆိုတာကအဲ့တော့ uh, those who are rather pessimistic have the habit of describing finding out the weakness of others အဲ့တော့ uh, pessimistic ဆိုတာ pessimistic ဆိုတာက အစိုးမြင်စိတ်ရှိတော့เนาะအဲ့တော့တော့ရင်အစိုးမြင်စိတ်ရှိတဲ့သူတွေเนาะအစိုးမြင်စိတ်ရှိတဲ့သူတွေအဲ့တော့ဆရာတို့ပေါင်းခြင်းမှာလည်းတွေ့တယ်ဆရာတို့အနီးနားပေါင်းခြင်းမှာလည်းများသောအားဖြင့်အဲ့လိုလိုမျိုးတွေရှိကြတယ်ပေါ့เนาะသူအစိုးမြင်တယ်ဘာကိစ္စအုပ်ပဲဖြစ်ဖြစ်သူတို့ကဒီ negative view ကနေမြင်တယ်အာမဖြစ်နိုင်တဲ့ရှုထောင့်အောင်နေမြင်တယ်ဘလို့ပဲဘလောက်ပဲကောင်းတာတွေလောလောအဲ့အပြစ်ကိုရှာပြီးတော့ထောက်ပြကြတဲ့သူမျိုးတွေပေါ့เนาะ pessimistic ဆိုတာเนาะအဲ့တော့ အဲအစိုးမြင်သမားတွေအခုပြောတာအစိုးမြင်သမားတွေမှာရှိတယ် the habit the habit အမူအကျင့်ရှိတယ်နော်အမူအကျင့်ရှိတယ်အဲ့တော့ဘယ်လိုအမူအကျင့်လဲ describing uh pointing out the weakness of others အခြားသူတွေရဲ့အားနည်းချက်ကိုတော့အစိုးမြင်သမားတွေမှာအခြားသူတွေရဲ့အားနည်းချက်ကိုဘာလို့တဲ့အမူအကျင့်ရှိတယ်ထောက်ပြတဲ့အမူအကျင့်ရှိတယ်နော်ဒါကြောင့်ဆိုတော့အဖြစ်မှန်ဒီ pointing out ပဲဖြစ်တဲ့နော် တော့ဖြေကိုကြည့်ပါအဲ့တော့ finding out နော်အဲ့ဒီမှာလဲဆရာတို့ဖြေကိုအသေးနဲ့ရေးပြပါအဲ့တော့ explanation ကိုကြည့်ပါ finding out is used finding out ကိုသုံးတယ် one someone highlights or emphasize အရာရောက highlight ဆိုတာကအလေးထားပေါ်ပြမှာ emphasize နဲ့ highlight နဲ့အတူတူပဲနော်အဲ့တော့အလေးထားပေါ်ပြတဲ့ something တစ်ခုခုကို often critically မကြကနာဝေဖန်ခြင်းအဖြစ်နော် တော့ဒီဝေဖန်ပြီးတော့တရားရောက်တရားရောက်ကတခုခုကိုခဏခဏဝေဖန်ပြီးတော့အလေးထားပေါ်ပြခြင်းတဲ့ချိန်မှာ finding out ကိုတုံးတယ်ထောက်ပြတယ်ဆိုတဲ့ချက်ကိုတုံးတယ်เนาะအဲ့တော့ past missed လေအစိုးမြင်သမားတွေကလည်း tends to note တတိထားမိစေတယ် and ပြီးတော့ highlight အလေးထားပေါ်ပြခြင်းတဲ့ the negative aspect အစိုးအမြင်တွေကို so finding out fits better အရှင်ဘာဖွာနီယောက်ဆိုတာအကောင်းဆုံးအတင့်တော်ဆုံးဖြစ်တယ်အဲ့လိုပြောတာနော်နောက်ဆိုတော့ number 4ကိုကိုတဲ့ described find it out ကိုကိုကတဲ့ describe ပေါ်ပြတယ် find it out ထောက်ပြတယ် his experiences သူ့ရဲ့အတွေ့အကြုံတွေကို and his new job အလုတ်တဲ့သူရဲ့သူ့ရဲ့အလုတ်အစ်စ်တဲကအတွေ့အကြုံတွေကို and a letter to his parents သူ့မိဘတွေဒီကိုရေးတဲ့စာထဲမှာ သူမိဘတွေဒီကိုရေးတဲ့စာထဲမှာသူ့အလုပ်သက်ကအတွေ့အကြုံတွေကိုကိုကိုကထောက်ပြတာဖြစ်မလားဖော်ပြတာဖြစ်မလားစဉ်းစားနော်အလုပ်အသစ်မှာသူ့ရဲ့အတွေ့အကြုံတွေကိုဆိုရင်ဒါကိုကိုက describe ဖော်ပြတာပဲဖြစ်ဒီကိုအသေးနဲ့ပဲရေးပါနော်အဲ့တော့ explanation လေးကိုကြည့်ပါ describe is used describe ကိုတော့ね when someone gives a detailed account တော့တယောက်ယောက်ကတဲ့တယောက်ကတဲ့ gifts ပေးတဲ့အခါမှာ detailed account ဆိုတာအသေးစိတ်အသေးစိတ်အချက်လက်တွေကိုပေးမှာ of something တခုခုပဲတယောက်ယောက်ကတခုခုနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုပေးခြင်းတဲ့အခါမှာ describe ကိုတုံးတယ်ဒီမှာလေအလုတ်တစ်ထဲကအကြောင်းအရာတွေကိုပြောတယ်ဆိုတော့အဲ့လိုပြောတာနော်အဲ့တော့ Coco is sharing Coco ဟာတဲ့မျှဝေတဲ့ his experiences သူ့ရဲ့အတွေ့အကြုံတွေကိုမျှဝေတဲ့ and detail အသေးစိတ်မျှဝေတယ် with his parent သူမိဘသူမိဘတွေဒီကိုအသေးစိတ်မျှဝေတယ် so ဒါကြောင့် describe is the right choice describe ကမှန်ကန်တဲ့အဖြေတခုဖြစ်တယ်နော် now number 5 the scientists သိပ္ပံပညာရှင်တွေက mentioned ပေါ်ပြကြတယ် proposed ဆိုပြကြတယ် and their report သူတို့ရဲ့အစီအခံအစီရင်ခံစာမှာနော် အော်ဘာတွေလဲဆိုတော့ differences between organic food and genetically modified food organic food ဆိုတာကတဘာဝအစားအစာပေါ့နော်အဲ့တော့ဒီမျိုးရိုး genetically modified food ဆိုတာကမျိုးရိုးဗီဇာပြုပြင်ထားတဲ့အစားအစာအဲ့တော့ဆရာတို့တဘာဝအစားအစာနဲ့မျိုးရိုးဗီဇာပြုပြင်ထားတဲ့အစားအစာတွေရဲ့ဌာနချက်တွေကိုတဲ့သူတို့ရဲ့အစီရင်ခံစာမှာသိပ္ပံပညာရှင်တွေက mention ဖြစ်မလား propose ဖြစ်မလားအစီရင်ခံစာပါ နော်တိပ္ပံပညာရှင်တွေရဲ့အစီရင်ခံစာမှာနော်အဲဒါဆိုပါပြမယ်အဖြေကြီးအောင်မှန်ကန်တဲ့အဖြေကတော့ mentioned ပေါ်ပြထားတယ်ပေါ့နော်ပေါ်ပြထားတယ်အဲ propose ဆိုတာဆရာပြောပြတော့နော်ကံလန်းတာတွေအကြံပြုတာနေရာမှာသုံးတာနော်ဒီမှာအစီရင်ခံစာဆိုတဲ့အတွက်ကံလန်းတာလည်းမဟုတ်ဘူးအကြံပြုတာလည်းမဟုတ်ဘူးအဲ့ချက်တော့သိဖို့လိုတယ်နော်အဲ့တော့ am ကိုတော့အသေးနဲ့ပဲကြည့်ပါနော်အဲ့တော့ဒီမှာကြည့်ပါ explanation ရှင်းလင်းချက်ပါ Is used mention disused. Mention ကိုသုံးတယ်။ when someone တယောက်က propose to something တခုခုကိုရင်ညွှန်းနေတဲ့အခါမှာသုံးတယ်။တယောက်ကတခုခုကိုရင်ညွှန်းနေတဲ့အခါမှာသုံးတယ်။ without going too much detail They're They're The သိပြီးတော့အသေးစိတ်မကြပဲနဲ့။နော်။သိပြီးတော့အသေးစိတ်မကြပဲနဲ့တခုခုကိုရင်ညွှန်းနေတဲ့အခါမှာသုံးတယ်။ Now, the scientists are referring to the differences between the two types of food in their report. တို့ရဲ့အစီရင်ခံစာထဲမှာ report စာအစီရင်ခံစာနော်တို့ရဲ့အစီရင်ခံစာထဲမှာအစားအစာနှစ်မျိုးရဲ့အကြောင်းကိုခြားနာချက်ကိုရည်ညွှန်းရတဲ့အခါမှာတုံ့လာတာဖြစ်တယ်နော်နောက်ကြတော့ number 6 applicants must propose state a proposal ပြုသည် state ပေါ်ပြသည် applicants ဆိုတာဘာလဲအလုံးလျှောက်တဲ့သူတွေနော်အလုံးလျှောက်တဲ့သူတွေအဲ့တော့အလုံးလျှောက်တဲ့သူတွေက must propose အဆိုပြုရမယ် must state ပေါ်ပြရမယ် why they wish to apply သူတို့ဘာကြောင့်လျှောက်ထားခြင်းလဲဆိုတာ for the scholarship ပညာသင်စုဒါဆိုရင် applicant ဆိုတာပညာသင်စုလျှောက်တဲ့သူပေါ့နော်အဲ့တော့ပညာသင်စုလျှောက်တဲ့သူတွေကပညာသင်စုကိုသူတို့ဘာကြောင့်လျှောက်ခြင်းရတယ်ဆိုတာကို must propose ဆိုပြုရမယ်လား must state ဖော်ပြရမယ်လားစဉ်းစားနော် carefully clearly ရှင်းရှင်းလင်းလင်း ဒီ design ဒါပဲဘာဖြစ်မလဲဆိုတော့ဇာတို့က state s ကိုအသေးနဲ့ရေးပါเนาะ state ကဇာတို့ရှေ့မှာလည်းပြောခဲ့တယ် state ကဘယ်အချိန်မှာတော့လဲအကြောင်းအရာတစ်ခုခုကို carefully clearly ရှင်းရှင်းလင်းလင်းနဲ့ user side ပေါ်ပြခြင်းတဲ့အခါမှာဆိုရင် state ကိုတုံးပေးရတယ်เนาะအဲ့တော့ explanation statements state ကဆိုလိုပါတယ် do see or write ပြောဖို့ရေးဖို့တုံးတယ် something clearly တစ်ခုခုကိုရှင်းရှင်းလင်းလင်းပြောတဲ့အခါမှာရှင်းရှင်းလင်းလင်းရေးတဲ့အခါမှာတုံးတယ် state တုံးတဲ့တုံးမှတ်တာเนาะ တော့ applicants လျှောက်ထားသူတွေဟာတဲ့ need to clearly express ရှင်းရှင်းလင်းလင်းပေါ်ပြရမယ် their reasons သူတို့ရဲ့အကြောင်းပြချက်တွေကို for applying လျှောက်ထားရတဲ့အကြောင်းပြချက်တွေကိုရှင်းရှင်းလင်းလင်းပေါ်ပြရမယ် so ဒါကြောင့် state is the appropriate verb state ဟာတင့်တော်တဲ့ကြိယာတစ်ခုဖြစ်တယ်နော်သိပြီးတော့အသေးစိတ်မကြောက်ဘူးဆိုတော့ mention ပေါ့နော်အတားအကြီးအသေးစိတ်မကြောက်ဘူးဆိုရင် mention အသေးစိတ်အရှင်းရှင်းလင်းလင်းအရှင်းရှင်းလင်းလင်းနဲ့ ကီရိုဆက်ပေါ်ပြမယ်ဆိုရင်တော့ဆရာတို့ဟာ state เนาะ okay နောက်ဆရာတို့ number 7 many လူတွေကเนาะများစွာသောလူတွေက argue describe that music can be used guitar ကိုအသုံးပြုနိုင်တယ် to maintain ထိန်းသိမ်းရန် and promote ပြင့်တင်ရန် a better quality of life ပုံမကောင်းမွန်တဲ့ဘဝရည်သွေးကို for older people တက်ကြီးရွယ်ဦးတွေအတွက်เนาะ တက်ကြီးရွယ်ဦးတွေအတွက်ပုံမကောင်းမွန်တဲ့ဘဝရည်သွေးကိုမြင့်တင်ဖို့နဲ့ထိန်းသိမ်းဖို့အတွက်ဂီတကိုအသုံးပြုနိုင်တယ်လို့များစွာသောလူတွေက argue describe ဟောကျွန်တော်ပြင်မလဲစဉ်းစားကြည့်ပါနော်အဲ့တော့ပြင်မကြည့်အောင် argue A ကိုတင်းတဲ့တုံးပါနော်အဲ့တော့ဘာဖြစ်လို့ argue ကိုတုံးတာလဲ explanation ကိုကြည့် argue is used argue တော့ one someone gives reasons တယောက်ယောက်ကအကြောင်းပြချက်တွေပေးတဲ့အချိန်မှာ to support what a claim เนาะအဲ့တော့ဒီ claim တစ်ခုကိုထောက်ပံ့ရန်เนาะအဲ့တော့ claim တစ်ခုကိုထောက်ပံ့ရန်တယောက်ကအကြောင်းပြချက်တွေပေးတဲ့အချိန်မှာအားကြီးကိုတုံးတယ်เนาะအဲ့တော့ in this contact ဒီစာကားမှာတဲ့ people are providing reasons လူတွေဟာတဲ့အကြောင်းပြချက်တွေပေးနေကြတယ်လူတွေဟာသူတို့ပြောတာ money เนาะလူတွေအကြောင်းပြချက်တွေပေးနေကြတယ် why music is beneficial. Peter Ha, Bajao, beneficial Jushi de, uh, making argue the best fit. That way, argue are a gong zone, a pee, peter, a dindo zone, a pee, peter, look your. No? Now, zero number eight. The doctor claimed said that the patient should take vitamin supplements. Luna the idiot, no? Vitamin P sweat. စာတွေ citrate တောက်သုံးသင့်တယ်ဟာနော်အဲ့တော့ vitamin P ဆက်စာတွေတောက်သုံးသင့်တယ်လို့ဆရာဝန်က claimed or set claim တော့မလား set တော့မလား vitamin P ဆက်စာတွေတောက်သုံးသင့်တယ်လူနာသည် vitamin P ဆက်စာတောက်သုံးသင့်တယ်လို့ဆရာဝန်က claimed set ပါပြန်နော်အဲ့တော့အပြင်မှာဝင်ကြည့်ရအောင် set s ကိုအသေးနဲ့ရေးပါ เนาะအဲ့တော့ set လို့ဘာကြောင့်ယူရတာလဲဆိုတော့ explanation ကိုကြည့် set is used set ကိုသုံးတယ် for a reporting အာအစီရင်ခံတဲ့အတွက်သုံးတယ် what someone has spoken တယောက်ယောက်ပြောခဲ့တာကိုเนาะတယောက်ယောက်ပြောခဲ့တာကိုပြန်ပြောပြီးတော့ပြန်ပြောတဲ့အချိန်မှာ set ကိုသုံးတယ်နော်အဲ့တော့ the doctor advice ဆရာကအကြံပြုခဲ့တဲ့ the patient လူနာကိုအကြံပြုခဲ့တယ်ဒါကြောင့် so set it the correct answer set ha မှန်ကန်တဲ့အပြည့်ပြည့်တယ်ဆိုပြီးတော့အောက်မှာ explanation လေးထည့်ပေးထားတယ်နော် now ဆရာတို့ number အာဒါဆို number 8ဆိုတော့ပထမတစ်ပိုင်းပြီးပြီပေါ့နော်ဒါဆိုရင်နောက်ဘူလိုဖိုင်မှာ degree adverb လေးတွေကိုဆရာတို့က set ပြီးတော့ရှင်းပါ